ဲ့တော့ကျွန်တော်တို့ကဒီ political doctrine ဓာတ်ကြီးကိုပယ်ဖျက်ပေးပါ NLD အစိုးရလက်ထက်မှာဒေါ်အောင်ဆန်းစုကြည်ကဗီဒီယိုဖိုင်နဲ့လူမျိုးဝဲမှာဘလောက်ထိပြောလဲဆိုလို့ရှိရင်မြန်မာတပ်မတော်အားတဲ့ခေဆက်ဆက်တဲ့မြန်မာနိုင်ငံမှာနိုင်ငံရေးနှမျိုးရှိတယ်ပါတီနိုင်ငံရေးမျိုးသားနိုင်ငံရေးဆိုပြီးတော့မြန်မာတပ်မတော်ကအဲ့ဒီလိုတွေခွဲပြားဆက်ဆံပြီးချင်းတဲ့ပြီးတော့အာနာကိုလူလာတယ်အာနာယူလာတယ်အာနာရှင်စံနေဆိုဒေါ်စုပဇက်ကပြောသွားတာဗီဒီယိုဖိုင်မှာ မျိုးသားနိုင်ငံရေးဒေါ်စုနားမလဲဘူးဗျပိုလက်တီ national politics ဆိုဒေါ်စုနားမလဲဘူးခင်ဗျားတို့မယုံလို့ရှိရင်အဲ့ဒီဗီဒီယိုကကြောက်ရှိမှာအခုရှိတယ်စစ်အဲကြောက်ရှိမှာတော့မဟုတ် YouTube မှာကျွန်တော်စေ့ထားတယ်တိုက်တဲ့လူလာခဲ့ပြပေးမယ်အတန်ဒေါ်အောင်ဆန်းစုကြည်ပါဇက်ကပြောတာမြန်မာတမတော်ကပါတီနိုင်ငံရေးမျိုးသားနိုင်ငံရေးဆိုပြီးခွဲပြားခွဲခြားစွာပြောပြီးတော့အာနာရှင်ဆန်ဆန်အာနာလူယူထားတယ်ဆိုပြောတာဒေါ်အောင်ဆန်းစုကြည် National Politics ဆိုနားမလဲအဲ့တော့ National Politics ဆိုတာကိုနားရတယ်ကြည့်ရမယ်ပြီးရင် National Politics ဆိုဖွဲ့စည်းပုံခြေကောက်တယ်မှာဘယ်လိုပုံစံနဲ့ format ချထားသလဲဘာကြောင့်ချထားသလဲဒီလိုချရတဲ့ပတ်သက်ပြီးတော့မိုင်းကြောင်ကိုစီးပွားရေးဟိုဒီ political ဟိုဒီ politician ပေါ့နော် constitutional professional တွေကဘယ်လိုတွေပြောတာသုံးသပ်တာဒါတွေကျွန်တော်လေ့လာပါတယ်။နော်မလေ့လာဘူးမရ။အဲ့တော့ကျွန်တော်တို့က ညီကုန်းချုပ်အားဖြင့်ဆိုရင်ပါတီပေါ်လက်တစ်ပါတီနိုင်ငံရေးသမားတွေကနော်ဒီဘက်ချမ်းပါဒီအောက်ကစလိုက်ပါစလိုက်နံပါတ်9ပါတီနိုင်ငံရေးသမားတွေက National Politics လို့ခေါ်တဲ့အမျိုးသားနိုင်ငံရေးသမားတွေကိုလက်တွဲနိုင်ဖို့လိုအပ်ပါတယ်ခက်ပြောမယ်ပါတီ Politics လို့ခေါ်တဲ့ပါတီနိုင်ငံရေးသမားတွေက National Politics လို့ခေါ်တဲ့အမျိုးသားနိုင်ငံရေးသမားတွေကိုလက်တွဲနိုင်ဖို့လိုအပ်ပါတယ်။အဲဒီလိုလက်တွဲနိုင်မှာတမ်ဘရော်ကဒီဘွယ်စည်းပုံထဲမှာရေးဆွဲထားတဲ့စစောက Political Ideology Manifesto လို့ခေါ်တဲ့ PIN ကိုပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ဒါမှ25ရာခိုင်နှုန်းကိုဖယ်လို့ရမှာခင်ဗျားတို့25ရာခိုင်နှုန်းဖယ်ခြင်းရင် PIN သဘောကိုမြင်အောင်ကြည့်ပါ။ PIN သဘောကိုမြင်ပြီဆိုရင် တက်မတော်နဲ့လက်တွဲပြီးတော့ National Politics အမျိုးသားနိုင်ငံရေးသဘောနဲ့လက်တွဲနိုင်မှုစူးစမ်းပါအဲ့လိုမတွဲနိုင်တော့ခင်ဗျားတို့မစင်းစားနဲ့မစင်းစားနဲ့ကျွန်တော်တို့လက်လက်မခံဘူးခင်ဗျားတို့ပြည်သူတွေခင်ဗျားတို့ပြည်သူတွေကတက်လာတဲ့ရသားစုအားတွေ PPI ကိုချိန်ချင်းရင်တက်မတော်နဲ့လက်တွဲပါလက်မတွဲဘဲနဲ့အခုလိုပဲထက်လို့နေပါဆိုကျွန်တော်တို့ကတက်မတော်နဲ့ထောက်လျှောက်ပါနေရမှာပဲ ဒါအောင်နားလည်ဖို့လိုအပ်တယ်နော်အဲ့တော့ကျွန်တော်တို့ကအခြေခံဆိုတဲ့ဇကရက်လေးကိုလည်းကျွန်တော်သတိထားရမယ်ပေါ်စည်းပုံမှာနောက်တော့ကကျွန်တော်ဒီ political ideology manifesto လို့ခေါ်တဲ့နိုင်ငံရေးတွေးကိုဆိုင်ပညာဆက်ပါနေတာကိုလည်းကျွန်တော်သတိထားရမယ်အဲ့တော့ဖွဲ့စည်းပုံတိုင်းဖွဲ့စည်းပုံတိုင်းမှာအဓိကအရေးကြီးဆုံးက idea နဲ့ draw train အတွေးခေါ်နဲ့အယူဆဒါတွေကပိုအရေးကြီးတယ်ဆိုတာကို တည်ဖို့လိုအပ်တယ်ဒါတွေကိုမတိပဲနဲ့ဖွဲ့စည်းပုံကိုစဖတ်ရင်ဒီသဘောကိုအရေးကြီးဆုံးတည်ဖို့လိုအပ်တယ်ဖွဲ့စည်းပုံကိုဖတ်ပြီးတော့အပေါင်းမတွေကဒီလိုရှိတယ်ဒီလိုမကောင်းပြောနေလို့မရဘူးဖွဲ့စည်းပုံကိုစဖတ်ရင်ပြည်ရရင်သဘောကိုနားလည်ရမယ် political doctrine ကိုမြင်အောင်ကြည့်ရမယ် basis သဘောကိုသိချာကြည့်ရမယ်ကောင်းဒီမှာဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံဆိုပြီးထည့်ထားတာကိုမြင်အောင်ကြည့်ရမယ်။အဲ့ဒါတွေကိုနားမလည်ဘဲနဲ့ ်ခင်ဗျားတို့25ရာခိုင်နှုန်းထုတ်လို့မရဘူးအဲ့ဒါကိုနားမလဲပဲနဲ့ခင်ဗျားတို့ပါတီနိုင်ငံရေးသမားတွေလုံနေသည်မြခင်ဗျားတို့နိုင်ငံကဘယ်တော့မှနှုန်နဲ့တက်မှာမဟုတ်လဲပြီခင်ဗျားတို့နိုင်ငံမြန်မာနိုင်ငံလဲပြီးနှုန်နဲ့မှအဲဒါနေနေပါပဲနတ်ဖခင်ကလာပြီးစင်တိုးပေးတာတော့ဆွဲခေါ်တော့ခင်ဗျားတို့နိုင်ငံနှုန်နဲ့လွတ်မှာမဟုတ်ဘူးကိုယ့်ကိုနှုန်နဲ့ထွက်ကမှာအဲ့လိုထွက်ဖို့ခင်ဗျားတို့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးဒီသဘောတရားတွေကိုမြင်အောင်ကြည့်ဖို့ပဲကျွန်တော်ပြောချင်တယ်ဗျ ကဲဒါတော့ဆိုလို့ရှိရင်တော့ဒီသင်ခန်းစာကိုနော်စလိုက်နံပါတ်9 8 6နော်6ခု9ပေါ့စလိုက်၄ခုကိုကျွန်တော်ရှင်းသွားတာမဟုတ်ဘဏ္ဍာနိုင်ကြာသွားတယ်တဏ္ဍာနိုင်ဘယ်လောက်ကြာမှာထဲနော်စလိုက်၄ခုရှင်းသွား